အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းမောင်နေတိုက်ဦးရေးသားထားတဲ့မြစ်တာဆိုတဲ့ဇာတ်လမ်းဖြစ်ရမယ့်အဆောင်ဆုံးတင်ဆက်ပေးမှာပါဇလမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တနေ့မှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာမြစ်တာအစအဆုံးຫນွေဥကာလာရောက်ပြီဖြစ်လို့ ုတ်အုံးငှက်ကလေးများကအပြိုင်အဆိုင်နဝင်ရှူတာလွန်းစွာနဲ့တန်ယုံစင်တေးလေးများအော်ဟစ်တီဆိုတီကြသည်နဲ့သူတို့အတန်လေးများကိုနားထောင်ရသူအဖို့ကတော့ရွှေရင်ကိုအေးစီတယ်။အနောက်ယိုးမတောင်ကြီးအနီးကဇရက်တော်ရွာလေးရဲ့ရွာဝင်လမ်းလေး၌ပေါက်နေတဲ့နှိရှုပင်များမှလည်းလူရသည်ရောက်လေပြီဖြစ်တာကြောင့်ရှိသမျှရွက်ဟောင်းနေကြွေလို့တဖန်ရွက်တစ်တီဝေတော့မဲ့အရှိန်တပင်လုံးရိုးတံများသာကြံချီလို့နေပါတယ်။ ူပြင်းလွန်းလာတဲ့နှွေးရဲ့အပူချိန်ကိုလူသားတွေကအလူးလင်းခံနေရတဲ့အချိန်နှွေးရာသီကို တောင်းတပျော်ရွှင်နေကြတဲ့သူတွေလည်းရှိလို့နေတယ်။သူတို့ကတော့တခြားမဟုတ်နှွေးရဲ့အပူချိန်ပြင်းပြင်းထလို့နေတဲ့လေကွင်းပြင်းများတဲ့၌ပြေးလွှားပျော်မြူစော့ကစားနေကြတဲ့နှွေးလေယူလေပွေများတာရင်ဖြစ်တယ်။ဟူးဖူလိုက်တဲ့အပူချိန်လူကိုမနေနိုင်မထိုင်နိုင် ဖြစ်အောင်ပဲကွာ။ဘယ်နာသွားနေရရင်ကောင်းပါလိမ့်။ဟူး နေရောင်တယောက်အမဲပြစ်နားရလေအိမ်မှာအေးအေးဆေးဆေးနေပြီးတော့တဝကြီးအိတ်ပြစ်လိုက်မယ်လို့တွေးတောထားတာ။နှွေရဲ့အပူတန်းကြောင့်အိတ်လို့မရလို့တက်ပြင်းကိုတွင်တွင်ရှာရင်းကနေညင်းညူလိုက်တယ်။ဟဲ့တာနေရောင်တယောက်တည်းဘာတွေဖြစ်နေတာလဲ။အပူတန်းကနင်းတယောက်တည်းကွက်ပြီးပူနေတာမဟုတ်ဘူးခဲ့။လူတွေအကုန်လုံးအပူတန်းခံနေရတာပဲ။တကယ်ပဲပြောကိုမပြောချင်ဘူး။နေရောင်တယောက်ညင်းညူနေတယ်ကိုမိခင်ဖြစ်သူ ဒေါ်အေးမီတယောက်ကြားသွားလို့ပြန်ပြောလိုက်ရှင်းပါဟုတ်ပါဦးမီရဲ့အမဲပြင်းနာတော့လေတဝါကြီးအိပ်ပြင်းမယ်လို့ရည်ရွယ်ထားတာ အခုတော့ဒီအပူချင်းကြောင့်ဘလို့မအောင်အိပ်လို့မရဖြစ်နေလို့ပါအိမ်မရလဲမအိပ်နဲ့တော့ဟိုမှာနင့်အကောင်နေနင့်စီကိုလာနေပြီဒေါ်အေးမီတယောက်တားဖြစ်သူကိုပြောရင်ရှံဝကိုမင်းငေါ်ပြလိုက်တယ်ဒီတော့မှအိမ်အောက်ကုတ်ပြစ်ပေါ်မှာလှဲနေတဲ့နေရောင်တယောက်ကတော့ရှံဝကိုကောင်းထောင်ကြည့်လိုက်တော့ဟာထင်ပေါ်နဲ့ထွန်းခိုင်လို့ပါလား နေပူနေရတဲ့အထဲလမ်းတလားနေပါလားကွာအမဲပြေနားတော်လေးကို့အိမ်မှာကိုအေးအေးဆေးဆေးမနေကြဘူးကွာဒီရောက်တရောက်ခြံထဲကိုဝင်လာတဲ့တငယ်ချင်းများဖြစ်ကြတဲ့ထင်ပေါ်နဲ့ထွန်းခိုင်တို့ကိုလှမ်း၍စလိုက်တယ်အေးအဲ့အပူချိန်ကြောင့်အိမ်မှာအေးအေးဆေးဆေးမနေနိုင်လို့ကွာပြင်းပြင်းနဲ့စကားပြောရအောင်လို့မင်းစီကိုထွက်လာခဲ့တာကွာနေရောင်ရထင်ပေါ်တရောက်ကနေရောင်ကိုစကားပြန်ပြောရင်ကို့ပြစ်မှာဝင်ထိုင်လိုက်တယ်ဒေါ်လီဦးလေးထွန်းမေတရောက်လေမမြင်ပါလားဘယ်သွားတော့မဟုတ်မှလွဲရော နောက်မိမများခိုးသွားတာများလားဗျအစနောက်တန်းနဲ့ထွန်းခိုင်ကနေရောက်အမေဖြစ်သူဒေါ်အီမီအားစနောက်လိုက်တယ်အမလီထွန်းခိုင်နင်ဦးလေးထွန်းဖေကဒီလောက်နေပူနေရတဲ့ထဲငင်းမူပြန်သလားမပြောတတ်ပါဘူးဟင်တငယ်ကြီးသားမခင်စင်ကိုတတိယလို့ဆိုပြီးတော့အိမ်လေထွက်သွားလေရဲ့တော့ဒေါ်လေးပြောမှပူဆိုးနေပြီထွန်းခိုင်တယောက်ကိုစကားနဲ့ကိုခံလိုက်ရလို့ဒေါ်အီမီပြောတဲ့မခင်စင်ဆိုတာက ထွန်းခိုင်ရဲ့အမေပင်ဖြစ်တယ်။ကဲကဲကဲနင်တို့တငယ်ချင်းတွေစကားပြောကြအောင်။ဒေါ်လီလက်ဖက်သွားတုပ်လိုက်အောင်မယ်နင်တို့တို့။ဒေါ်အီမီတရားအောင်စကားပြောရင်းကနေအိမ်ပေါ်တက်သွားလိမ့်တယ်။ဒါနဲ့နေအောင်မင်းကောင်ကြီးရန်လုံးတကောင်မတွေ့ပါလား။ဘေးများသွားအိမ်နေပါလိမ့်။ထင်းပေါ်တရားနေအောင်မွေးထားတဲ့ခွေးကြီးရန်လုံအားမတွေ့လို့မေးလိုက်ချင်းဖြစ်တယ်။ဒီကောင်ထင်ပေါ်ကတော့လှုပ်ပြီကွာ။မုတ်ဆိုးမျက်စိမဟုတ်တာကြာနေရပြီ။မင်းမတွေ့ဘူးလားကွာ။ငါတို့ထိုင်နေတဲ့ကုတ်ပြစ်အောင်မှာ ကြားတာဆိုရင်မင်းကိုဆွဲခံရပြီကွာဒီတော့မှထင်ပေါ်ကုတ်ပြက်အောက်ကိုငုံကြည့်ရင်စက်ဖြည်းဖြည်းမျက်နှာကြီးငယ်ဒီကောင်ကြီးကအောက်မှာအိတ်နေတာကိုဒီကောင်ကြီးကမင်းကိုတော့တတော်ချစ်တာကွာနေအောင်ရမင်းဘဲသွားသွားလိုက်နေရပဲတော်တယ်အမဲပြစ်ထွက်လဲတတော်ကိုအားကိုးရတာကွာဒီကောင်ကြီးနဲ့အမဲပြစ်ထွက်ရင် အမဲမရတဲ့ရက်မရှိဘူးအ ਨੇ ဆုံးတော့ယုံလို့တော့ကြက်လောက်တော့စားရတယ်ကွာအတော်လိမ်မာတဲ့ကောင်းကြီးကွာလိမ်မာဆိုရင်ငါကသူ့တရိษံကောင်းလို့ဆက်ဆန်တာမဟုတ်ဘူးထင်ပေါ်ရ ဒီကောင်ကြီးကိုငါလူတယောက်လူသဘောထားပြီးဆက်ဆံပြီးကျွေးမွေးစောင့်ချောက်တာဟုတ်ကွာဒီတော့ तू ကလည်းငါ့အတော့ကိုခင်တွယ်နေရှာတာပေါ့ကွာနေရောင်တယောက်ကွက်ပြစ်အောက်မှာအိတ်နေတဲ့ရန်လုံကြီးအားကြည့်ပြီးတော့ပြောတယ်ဟုတ်တော့လေဟုတ်ပြီတဲ့ရန်လုံကလေးဘွားတွေက အမဲလိုက်မိုးဆိုးစီကနေတောင်းယူပြီးတော့မွေးလာခဲ့တာကြောင့်နေရောင်ရန်လုံအပေါ်မှာတန်ရုံးစင်တွယ်နေမိတယ်ရန်လုံကြီးကလည်းနေရောင်အပေါ်မှာခင်တွယ်နေတယ်ကဲကဲကဲဒီမှာလက်ဖက်တော့ရပြီစားကြအောင် ရင်းနှီးချမ်းလေးလေးတိတ်ကိုလိုက်ဖက်တာစားကြစားကြဒေါ်အီးမီဒီယောကလက်ဖက်တော့ပခံကိုလာရှာပေးပြီးအိမ်ပေါ်ကိုပြန်တက်သွားတယ်ထင်မောနဲ့ထွန်းကိုင်ငါတို့တွေမနဲ့စောစောတောတွေဝင်ကြမယ်နော်မင်းတို့ကိုကြိုပြောထားရတာနေနေနေထွက်လာတာနဲ့အပူဒဏ်မရဘူးပူလာတာပဲငါတို့ကသူများတွေလိုလဲပိုင်ရပိုင်ကြီးလည်းမရှိကြတော့ဒီမုတ်ဆိုးအလုတ်လေးနဲ့ဝမ်းကြောင်းနေရတာဘယ်တော့များမှလွတ်ကျွတ်မလဲမသိပါဘူးဒီဘဝကနေဟွနေရောင်တယောက် ဗဇက်ကလည်းပြောရင်တက်ပြင်းအချီလဲရှားလိုက်မိတယ်။တငယ်ချင်း၃ယောက်စကားတပြောပြောနေနေရင်နွေးတောက်လိုက်လက်ဖက်တုပ်လေးစားလိုက်နေဘလို့လို့ဘလို့ရင်နွေးချမ်းကုံသွားလဲမသိလက်ဖက်တုပ်ပကံလည်းပြောင်းသွားလဲမသိစားကောင်းကောင်းနဲ့စားလိုက်တာဇွန်းကလည်းပကံကိုတောင်မှထောက်မိသွားတဲ့အတန်ကြီးပေါ်လာတော့လေအကြမှာတယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးနေကြတယ်။နွေမနှက်ခင်နေရောင်တော့မလာသေးတဲ့အချိန်ဇီးရတော်ရွာကလေးရဲ့အနောက်လန်းအတိုင်းရိုးမာတော်ကြီးစီတို့ လူ၃ယောက်နေခွေးတကောင်မနေတော့ရှည်လန်းများဖြင့်တွားနေကြတယ်။သူတို့တွေကတော့ရောမာတောင်ကြီးအနီးဇီးရတော်ရွာကနေရောင်ထင်ပေါ်ထွန်းခိုင်နဲ့ခွေးကြီးရန်လုံပင်ဖြစ်တယ်။တိတ်မကြလိုက်ပါ။သူတို့အုပ်စုကရောမာတော်ကြီးအတွင်းသို့ဝင်ရောက်သွားလေတယ်။ကဲတားကြီးရန်လုံရေဒီနေ့တော့အဖေတို့တားကောင်ရမှာဖြစ်မယ်ကွာ။အိမ်မှာရိတ်ခါပြက်တဲ့လောက်ကိုဖြစ်နေပြီ။နေရောင်ကခွေးကြီးရန်လုံအားပုတ်တဲ့ရင်ပြောနေတာကို ခွေးကြီးရန်လုံကတိတဲ့အတိုင်းနေရောင်ကိုမောကြည့်တယ်။အပြင်မှာဘလောက်နှွေးအပူချင်းပြင်းနေပေမဲ့ရိုးမာတော်ကြီးအတွင်းမှာတော့တိတ်ရိတ်ဝါရည်တီဖုံးလွှမ်းဥဆိုင်နေလို့အေးစိန်လိုနေတယ်။နေရောင်တို့လူစုမှာမနှက်သေးကတော်တဲ့ဝင်ရောက်လာခဲ့ပြီးတော့အခုနေနေမွန်းတဲ့ချင်းရောက်လို့နေပါဖြစ်ပြီးတားကောင်တကောင်တလီတောင်မှအရေးချီမတွေ့ရပဲဖြစ်နေလို့စိတ်တည်းကြာနေမိတယ်။ကဲထင်ပေါ်နဲ့ထုံခံကြီးတားကောင်ခြားလာလေရှားဖို့ကွာ။ဒီလေထမင်းစားချင်းလေရောက်နေပြီ မင်းစားလေးနားကြရအောင်စားပြီးတော့မှပဲဆက်ပြီးရှာကြတော့ခွာနေအောင်တောင်တမင်းစားချင်းရောက်၍တင်ပေါ်နဲ့ထွန်းခိုင်ကိုတတိပေးလိုက်ပြီးအရေးအကောင်းနဲ့စမ်းချောင်းကလေးရဲ့အနီးဝတ်တော်ကလေးရဲ့အောက်မှာပါလာတဲ့တမင်းတုပ်ကလေးကိုဖြီးပြီးစားတော့ရင်ခွေးကြီးရန်လုံကိုပါကျွေးလိုက်တယ်ဟူးဒီနေ့တော့တားကောင်ရဖို့ကမလွယ်ပါလားခွာအခုချိန်ထိကိုအရေးအကြောင်းတော့မတွေ့ရသေးဘူးနေအောင်ရထွန်းခိုင်တယောက်စိတ်ပြတ်တဲ့လေတန်နဲ့တပ်ပြင်းရှာရင်ပြောလိုက်တယ်မပူပါနဲ့ထွန်းခိုင်ရငါတို့ရောင်းဖို့အမဲမရရင်တော့မှ အင်းစားလောက်တော့ငါသားကြီးရန်လုံကရှာနိုင်ပါလေကွာနေရောင်ကရန်လုံကိုပုတ်ရင်းကနေထွန်းခိုင်ကိုပြောလိုက်တယ်ရန်လုံကနေရောင်ပြောတာကိုသိတဲ့အတိုင်းလူကိုပွတ်တက်နေတယ်ကဲမင်းတို့နေရောင်ဒီမှာခဏလေးနေုံကွာငါစမ်းချောင်းလေးတွေကရေးတောက်ရင်းနဲ့ကိုလက်တန့်စီလာအောင်မေးနေရောင်တယောက်ထမင်းစားပြီးမအိတ်ရှင်အောင်အနီးနားကစမ်းချောင်းတင်းသူကိုလက်တန့်စင်ခိုင်ချွတ်ကနေနေသူတို့ရဲ့အနောက်ကဝရုံတောဘက်ကရှေးတန်နဲ့ကိုင်းချောက်တီးကျိုးပဲ့တဲ့တန်ကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်တော့ ဟာကြာကြာဝောင်းရင်းနေအောင်နေအောင်အနောက်ကျသွားခဲ့ပြီကြားမှာနေအောင်အပေါ်သို့ခုံအုပ်လိုက်ပြီးမထင်မှတ်ထားတဲ့အခြေအနေမျိုးလို့ဘေးကိုလှင့်၍ချောင်ထွက်လိုက်တော့လေကြားရဲ့လက်သေးများကရင်ဘက်ကိုကုန်ပြီးသွားလို့သွေးများဖြာထွက်လာပြီနေအောင်တယောက်ပေါ်ဆာလို့သူ့ပါလာတဲ့ဒူးလေးနဲ့မြားဘူးကိုထမင်းစားနားတဲ့နေရာမှာရှာထားခဲ့မိပြီးအခုတော့အန်နီရင်နဲ့ကြုံတွေ့ရတဲ့အခါသူ့ခါမှာပါလာတဲ့ဓမြောင်လေးတစ်ချောင်းဖြင့်သာရင်ဆိုင်ရတော့မယ်အရှင်ကြီး ဒီကောင်ကြီးကိုတံမြောင်လောက်နေတော့အနိုင်ယူဟာမလွယ်လောက်မှန်းကိုတော့နေရောင်တိတယ်။ကြားကြီးကနေရောင်ရဲ့အနောက်ကိုတစ်ချိန်ခုံအုပ်လိုက်ပြန်နေ။နေရောင်ခမညာတံရရထားတဲ့ကြားကကြိုးစား၍ရှောင်လိုက်နိုင်တော်လေ။ခြေထောက်အနီထားမှန်မှန်လို့ပက်လက်လန်လဲကျသွားခဲ့တယ်။ဒီတစ်ချိန်ကြားကြီးကသူ့အစာကို အလွတ်မခံတော့ဘဲနဲ့ရေငက်လို့စမ်းကြောင်နဲ့ရေတောက်စင်းစင်လူသားနဲ့တင်းတဲ့တူရီစာလောင်နေတဲ့သူ့ဘက်ကိုဖြည့်စည်းရတော့မှဖြစ်တယ်။ နေအောင်ပက်လက်လန်လေးရကနေဓမြောင်ကိုကြစ်ကြစ်ပါအောင်စုတ်ကိုင်းလျက်သူတေကိုတေတိုက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ချလိုက်တယ်။အစာငတ်နေတဲ့ကြားကြီးမှာနေရောက်အပေါ်နောက်တစ်ချိန်ခုံအုပ်နေခြင်းမမျော်လင့်ထားတဲ့အခြေအနေတည်းရဖြစ်ပေါ်လာတယ်။တဝုံဝုံနဲ့ရန်လုံခွေးကြီးရန်လုံဟုတ်တယ်။နေရောက်ရဲ့တာကြီးရန်လုံကသူ့တခင်ကိုစားဖို့ရန်ကြံစည်နေတဲ့ကြားကြီးကိုလေမျိုးကိုခုံအုပ်၍မိမိရရကြိုက်ခင်းနေတာမလွတ်တမ်းပါ။ကြားကြီးကလည်း သူ့လက်သေးများနဲ့ရန်လုံကိုကုတ်ဖဲ့နေတယ်။သွေးချင်းချင်းရဲလို့နေပါတယ်။ထိုချင်းအတန်နေကြား၍ထင်ပေါ်နဲ့ထွန်းကင်လိုရောက်လာပြီးအခြေအနေကိုတွေ့လိုက်ရတယ်။ထင်ပေါ်နဲ့ထွန်းကင်ဒူးလေးများဖြင့်ကြားကြီးကိုပြည့်ရန်ချိန်ရွယ်လိုက်တော့လေရန်လုံမှာကြားကြီးနဲ့လုံထွေးနေ၍ရန်လုံကိုထိမိမှဆိုးလာကြောင်းပြည့်ရန်အတွက်ခက်ခဲနေတယ်။တိတ်မကြလိုက်ပါ။ကြားကြီးရောရန်လုံမှာငြိမ်သက်သွားတော့တယ်။နေအောင်တို့၃ယောက်အနီးကပ်သွားကြည့်မိစဉ်တွေ့လိုက်ရတဲ့မြင်ကွင်းမှာကြည့်ရစရာပဲမရှိပါဘူး။ ကြာကြီးလဲမျိုးကိုရန်လုံအမိအရာကိုက်ခဲထားတဲ့တန်းကြောင်ကြာကြီးကအသက်မရှိတော့သလိုကြာကြီးရဲ့လက်သေးတန်းဒီကြောင်ရန်လုံရဲ့ဝမ်းပိုက်ပွင့်ထွက်သွားလို့တည်ဆုံနေရှာပြီနေရောင်တယောက်ရန်လုံအဖြစ်ကိုကြည်ရင်မျက်ရည်များမထိန်နိုင်အောင်အလိုလိုကြဆင်းလိုလာ၏ဒါဒါကြီးရန်လုံဖေးဒါကြီးဖြစ်မှဖြစ်ရလေကွာငါဒါကြီးတရားတာဟောရီယာဒီဖေးအသက်ကိုကင်ရင်တရားတာတကယ်ဆိုရင်ငါဒါကြီးအစအဖေးတရားမှာကွာအခုတော့ကွာ လေယောင်တယောက်မျက်ရည်များဖြင့်အံကိုကြိတ်လျက်သူ့ရင်ဘက်ကိုလက်ဖြင့်တပုံးပုံးထုရရင်းကနေယူကျိုးမရဖြစ်နေကြတယ်။ဟာနေအောင်မင်းအဲ့လိုမလုံးနဲ့လေကွာ။မင်းရင်ဘက်ကဒဏ်ရာအသွေးတွေထွက်နေပြီကွာ။တင်ပေါ်နဲ့ထွန်းကင်နေအောင်အတွက်စိုးရင်မီရင်ဝင်ဆွဲရီတားရတယ်။တင်ပေါ်နဲ့ထွန်းကင်ဟာငါရင်ဘက်ကဒဏ်ရာအပေါ်ရန်ဒဏ်ရာကွာ။စေးကူရင်ပျောက်သွားပါလိမ့်မယ်။ဟောဟောဒီရင်ဘက်နှလုံးသားတွေကငါသားကြီးရန်လုံးအတွက်ရထားတဲ့ဒဏ်ရာက ဘာစီးနေမှာကုလို့မပြောက်ဘူးကွာငါဘလို့ဖြေးသိမ့်ရမလဲကွာငါအသက်ကိုသူ့အသက်နဲ့ရင်းပြီးတော့ပေးဆက်သွားတယ်ငါသားကြီးတို့ငါဘလို့မှပြန်မပေးနိုင်တော့ပါဘူးကွာငါသားကြီးဖေးသားကြီးရန်လုံးအဖေကိုထကြည့်ပါဦးကွာအသက်ကင်းမဲ့နေတဲ့ခွေးကြီးရန်လုံးမျက်အိမ်အတွင်းကမျက်ရည်စားတွေကျဆင်းလို့နေလေတယ်တရောင်တရောင်အိမ်ပြန်လမ်းမှာတော့အတိညာကင်းမဲ့တတိလွတ်နေတဲ့အယူကြီးတယောက်နဲ့ဖြစ်နေတယ် လူသားနဲ့တရိษံဖြစ်တာတောင်မှအချင်းကြလာလေလေအနီကြလာလေလေတဦးနဲ့တဦးတန်ရောစဉ်မြေတားကျိုးရီနှောင်မိသွားကြလို့တယောက်စီကိုတယောက်နားလေခံစားတတ်ပြီးအခုလိုသခင်တေပြီးကြုံနေတဲ့အချိန်ရင်ထဲကပေါ်မပြနိုင်တဲ့တန်ရောစဉ်မြေတားတရားတွေကြောင့်ကို့အသက်ကိုပေးရမှာတောင်မှဝင်မလေးပဲနဲ့အသက်နဲ့ရင်ပြီးပေးဆက်သွားလေတဲ့ခွေးကြီးရန်လုံးရဲ့မြေတားတရားကတကယ့်ကို ကြီးမားလာပါပြီအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့ စာရေးသူမောင်နီတိုက်ဦးရေးသားထားတယ်။မြစ်တာဆိုတဲ့ဖြစ်ရမှန်ဇလန်အစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာ။နောက်နေမှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်ကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။